အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေ ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူဒူရာတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာစုရေးသားထားတဲ့စောရတပင်းဝတ္ထုထဲမှာဝတ္ထုလိုတစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းညနေ၄နာရီအချိန်ခန်း၌စူလီဖျားလမ်းနှင့်မောင်ကူမာရီလမ်းတောင်ချိုးတွင်မော်တော်ကားများအသွားအလာကခါတိုင်းထက်ရှုပ်ရှက်ခံနေလေတယ် ကားများကတစီးပြီးတစီး Continental မုန်တိုက်ကြီးရဲ့အရှိဘက်နားတွင်ခဏမျှရပ်ပေးစဉ်ဝကောင်းစားလာနှင့်မိမယောက်ျားများဆင်းကြပြီးနောက်စူးလီဖရားတွင်၎င်းမောင်ကိုမာရီလန်မိရထားဝင်ပြီးပင်၎င်းရထားကြကလူကုန်တဲ့သခင်များရဲ့ကိစ္စအပီးကိုစောင်းစားနေကြတယ်။ရန်ကုန်နေသူတို့ကကြီးကျယ်ခမ်းနားသော လက်ထပ်ပွဲတစ်ခုရှိသည်ဟုမောက်ထိုက်အပေါ်တက်ကိုကြည်ရင်းအဖြစ်သိရှိကြမည်ဖြစ်လေတယ်။ လက်ထပ်ပွဲမှာနေကောင်းရတာတဲ့တနင်္ဂနွေနေ့တွင်မရပဲအခြားနေများတွင်နနက်ပိုင်း၌သာအချိန်ရတယ်။သူကြတွင်နှစ်ဖက်ကာယကံရှင်များမှ အထက်တန်းအရာရှိများဖြစ်သည့်အပြင်နနက်ပိုင်း၌ခန္ဓာသောလက်ထပ်ပွဲမလုံနိုင် ရုံစင်ချိန်မှသာလုံနိုင်သောကြောင့်ညနေ၄နာရီချိန်သို့ချင်းစုထားခြင်းဖြစ်လေတယ်။နနက်ပိုင်းတွင်ကဒေဒီပညာရှင်တို့အချိန်ပေးအတိုင်းနနက်၁၀နာရီ၃၅မိနစ်တွင် တတူသားနဲ့တတူသမီးတို့လက်ထပ်ပြီးဖြစ်ပေတယ်။တို့ရရင်ထိုးမျှနဲ့မကျေနပ်နိုင်သေးလူကြီးလူကောင်းလူကုံတန်များနဲ့တခန့်တနာပြုလို့ရမှဂုံရှိမည်ဖြစ်သဖြင့်ညနေပိုင်းတွင်ကြီးကျယ်ခန္ဓာစီရင်ကျင်းပခြင်းဖြစ်လေတယ်။ညနေကြီးလက်ထပ်ပွဲဖြစ်သည့်အတိုင်းမင်းဆိုးပိုင်ဆိုးအထက်တန်းအရာရှိများတထေးတကြွယ်များရှေ့နေဝတ်လုံများမှစ၍ရန်ကုန်မြို့မျက်နှာဖုံးဟုခေါ်အပ်တဲ့လူသိရှင်ကြားပုဂ္ဂိုလ်များပင် တက်ရောက်ကြတာစိန်ရွှေလက်ဝက်လက်စားတို့ရဲ့အယောင်တွေလဲနေကင်းဖြစ်လျက်မိုးအုံ၍ဖွင့်ပေးထားသောဓမီယံအောက်တွင် တလက်လက်ဖြစ်၍နေလေတယ်အနောက်ဘက်နားမှစီစဉ်ချထားသော အငိမ့်ဝိုင်းမှလဲဘုံတော်ဂုံတော်ချီးကျူးကတီဆူကခုံတီးမှုန်နေကြတယ်လာကြသောပရိသတ်များအနက်အထူးသဖြင့်မိမများမှာမတတအောင်ဝတ်စားစင်ရွေ့လာကြလေတယ်ကိုပိုင်ရှိသူများလည်း ကိုပိုင်စိန်ရွှေများဖြင့်၎င်းမရှိသူများလည်းငှားရမ်း၍၎င်းငှားရမရသူများကလည်းဓာရုဗေဒစိန်များဖြင့်၎င်းလက်ထပွဲတစ်ခုလုံးစိန်ရွှေလွှမ်းမိုးနေတယ်လက်ထပွဲတွင်မိသူမျှ၆လုံးမြူခါထိုးလာကြမည်မဟုတ်သဖြင့်စောရာတပြင်းကဤလက်ထပွဲတွင်ပါလာကအလွယ်တကူနှင့်ပေးလိုက်ကြရတော်မည်ဟု အချို့လူငယ်ဝိုင်းကတီတိုးပြောဆိုနေကြလေတယ်ထို့အပြင် လူတရင်လူချင်းဆောင်လျက်အတွင်ရည်တရှိသူတို့ကညီသူကနာမည်ကြီးတော်လဲမြင်းကံ၍ပစ္စည်းမရှိအငှားသာရှိသည်မိသူသမီးကအတုတွေသာစာတော်ထင်မြင်ကြပါလဲတစ်ဖက်ရင်နဲ့မောက်စာရင်ပြောဆိုလျက်ရှိကြတယ်အလဲတနေရာမှာ လူရွယ်၃၄ဦးကတထေးကြီးရဲ့ဇနီးနဲ့သမီးပြိုကလေးရှိရာတို့မကြာခဏအကဲခတ်ကြည့်ရှုနေလေတယ်ထိုလူရွယ်များက မိမိကိုမိမိပါနဲ့လှပြီဟုထင်မှတ်ရာအခြားစပွဲတစ်ခုမှလူတစ်ယောက်ကထိုလူရွယ်များရဲ့အမှုအရာကိုမတိမတာအကဲခတ်နေသည်ဟုလူရွယ်များကိုယ်တိုင်ပင် မရှိမိကြချေတထေးဥပကွန်ကားအပေါင်းအသင်းဆန်ခြင်း အလူအတန်းရရောခြင်းတို့ကြောင့်ရန်ကုန်မြို့တွင် အထူးနာမည်ကြီးသူ ဖြစ်လေတယ်လက်ထပ်ပွဲတွင်လည်းနောက်ဆက်စကားပြောနေကြသည့်နှင့်ပင်မအားအောင်ဖြစ်၍နေလေတယ် ဇနီးနဲ့သမီးမှလည်းမိမမိတ်ဆွေများအားနှုတ်ဆက်နေရသည်နှင့်ပင်အချိန်ကုန်၍နေလေတယ်။၎င်းတို့ရဲ့မျက်နှာတစ်ခုလုံးကစိန်ရွှေလွှမ်းမိုးရောင်ဟတ်နေရာ ရခင်လူရွယ်သုံးလေးဦးကတပေါင်းကျော်ဖို့တမနည်းဟုခန့်မှန်းကြလေတယ်။ထိုလူရွယ်များအားတစည်းတစောင်းကြည့်ရှုနေသူကဥပကုံအကြောင်းကိုစဉ်းစားနေဟန်တူတယ်။ဥပကုံမှာကောက်ကိုင်းလန်းတွင်ဝန်းချံနှင့်နေထိုင်သူဖြစ်ပြီး ငွေများကိုဘန်တိုက်တွင်အပ်ထားသည်သာမကလက်ဝတ်လက်စားများကိုလည်းဘန်တိုက်တွင်အနှံထား၍သွာလာစရာရှိမှခဏထုတ်ယူလေရှိတယ်။ယနေ့ကမင်္ဂလာပွဲမှာလေးနာရီကစလျာလက်ဝတ်ယန္တနာများကိုဘန်တိုက်သို့ပြန်သွင်းခြင်းမရှိမိမိတို့အိမ်သို့သာယူသွားရမည်ဖြစ်တယ်။ဥပကုံကိုယ်တိုင်မှလည်းတရက်တလီထားပြီးကိစ္စမရှိဟု တွေးကောင်းတွေးမယ်။ဤစောရနှင့်တူသောလူရှင်များက ဤလက်ထပ်ပွဲတွင်ပင်အ नु ချမ်းစီမီလောအိမ်ကြမှလိုက်၍တိုက်မီလောဟုအမျိုးမျိုးတွေးတောနေလေတဲ့တထေးဥဘကွန်က9နိုင်ခန့်နဲ့လက်ထပ်ပွဲမှာအိမ်သူပြန်ရန်ပြင်ဆင်လေတဲ့လူရွယ်များလဲထုံနီးတူနေရာမှထားကြလေရာအကဲခတ်တွေးတောနေသူမှလဲနောက်ကလိုက်ရန်ဟန်ပြင်၍နေလေတဲ့မကြမီအောက်ထသို့ရောက်ကြရာဥဘကွန်ရဲ့ကားသမားက မိမိတို့တခင်ကိုမြင်ရသဖြင့်ဇလုံကားကြီးကိုမှန်တိုက်ရှိသို့မောင်းခဲလေတယ်။ဒါအမိသားအဖာ၃ဦးတက်မိလျင်မြောက်ဖက်သို့ထွက်ကြလေတယ်။လူရွယ်၃ဦးလည်းခေတ္တအချိန်ပိုင်းနှင့်ငှားလာဟန်တူသောအာစရိကားကို လက်ပြခေါ်ယူပြီးတောင်ဘက်သို့မောင်းလေတယ်။၎င်းတို့ကိုချောင်းနေသူလည်းသူ့ရဲ့ကားကိုလက်ပြကာလူရွယ်များရဲ့ကားနောက်သို့လိုက်ရန်အမိန့်ပေးခဲ့လေတယ်။လူရွယ်များကား အမှတ်မထင်သွား၍နေသဖြင့်နောက်ကကားတစီလိုက်လာသည်ကိုတတိမထားမိကြချေစူလီဖျားသို့ရောက်လျင် အရှိတို့ချိုး၍သွားကြလေတယ်။ဘုံမီဟိုတယ်သို့ရောက်လျင်အခန်းတစ်ခန်းထဲသို့ဝင်၍သွားကြလေတယ်။နောက်ကလိုက်သူလဲဟိုတယ်ထဲသို့ ဝင်ရောက်လျာဝိုင်ကလာအားမိမိတို့မိတ်ဆွေ၃ဦးရှိကသွားနှင်ကြကြောင်းဘယ်အခန်းမှရှိတယ်လဲဟုတီတိုမေး၍သိရှိသောအခါ ထိုအခန်းနှင့်ကလျက်ရှိသောအခန်းတစ်ခုတွင်ဝင်ရောက်ထိုင်နေတယ်။ထိုသူကဘီယာအပျော်စားတစ်လုံးနဲ့မာတင်ချော့တစ်ခွက်ကိုမှားယူကာအချိန်ဆွဲစားတော့ရင်တစ်ဖက်ခန်းကပြောဆိုသံများကိုနားဆွင့်နေလေတယ်။အခန်းချင်းကတော့လည်းတီတိုပြောဆိုနေကြသဖြင့်ကောင်းစွာမကြားရချေ။ကြားရသောအသံများကအတွင်းလူပါမှငွေ200လောက်အရင်ပေးည7နာရီ6လုံးပြူနှစ်လက် စီးမိရင်အရေးမကြီးပါဘူးစသည်တို့ဖြစ်ကြအတိတ်ပဲဆက်ဆက်ယူလျေ၎င်းတို့ကပထမဥပါကွန်ရဲ့အိမ်ကအခိုင်းအစေတယောက်နဲ့ပေါင်း၍အတွင်းလူထားမယ်ည7နာရီတွင်၆လုံးပြူနှက်လက်နဲ့အမှုချမ်းစီမီဟုသဘောပေါက်သဖြင့်ချောင်းနေသူက လူရွယ်များရဲ့အရှင်ဟိုတယ်ရမ်းမှထွက်ခွာလေတယ်။ည9နာရီခန့်အချိန်တွင်ကကုတ်ကိုင်းလမ်းရှိဥပါကွန်ရဲ့တိုင်၌ဥပါကွန်နှင့်ဇနီးက စကားအခြေအချပြောဆို၍နေကြလေတယ်။ဇနီးဖြစ်သူကလည်းတထေကတော်တထေသမီးဆိုပြီးဤမျှလဝလစားလောက်မြဝတ်ဆင်ခြင်းမရှိလျင်ဂုံနှင့်မလိုက်ကြောင်းအများမူခားရီတောက်လျင် ကိုလဲတောက်မှ လူလောကတွင်ဝန်ဆံကြောင်းများပြောရာဥပါကွန်ကလည်းမိမိတို့မှပစံရှိပြီးဖြစ်၍နောက်ထပ်ဂုံစင်ဖွယ်ရာမရှိကြောင်းအေပစ္စည်းများအထွတ်လူစုများကိုအမြဲကြောက်ရွံ့ဆိုးရင်ရာကြောင်း ဤလဝရတနာတပေါင်းကျော်ဖို့အတွက်ဗန်တိုက်မှာငွေသားအဖြစ်စည်ရင်တည်အပ်လျင်အပြင်းဆုံးတရာလေးချက်တို့နှင့်ငွေတပေါင်းအတွက်တစ်နှစ်၄၀၀တိုးနိုင်ကြောင်းအလုတ်ဗန်မှတွင်း၍အသုံးချလျင် ထိုထက်ရနိုင်ကြောင်းများနှင့် ပြောဆို၍နေကြလေတယ်။ဥပကွန်တော်အိမ်သားများမှာညနေစာထမင်းကို နေ့စဉ်6နာရီခွဲ9နာရီတွင်စားလေရှိကြတော်လဲထိုနေ့၌ကား ၈နာရီခန့်တွင်မှစားကြလေတယ်။မင်္ဂလာဆောင်မှဝန်ပြေလာကြသဖြင့်စုံစုံမစားနိုင်ခြင်းကစုံစုံအိပ်ပျော်စေးခက်ရန်တစုံတဦးအားအခွင့်အရေးပေးတဲ့ကဲ့သို့ရှိနေတော့တယ်။ထိုညစာတွင်စက်သားဟင်းအရေးမပြစ်တပြစ်ချက်ပြေးထားရာခါတိုင်းထက်အရာသာတွေ့သဖြင့်ပူ၍စားတော့ကြတယ်။ထမင်းလဲပူ၍မြင်ရှက်ကြရာ၉နာရီတွင် စကားအခြေအတင်ပြောဆိုပြီးမြတ်တောင်ဆင်းလာကြကား အိယာတို့ဝင်ကြလေတော့တယ်။မာလီကလားနဲ့ဒရဝန်ကလားလဲထန်းရီများနဲ့အဆိုပါချက်သားဟင်ကိုစားတော့ကြရာ၎င်းတို့မှာထန်းရီပါတဲ့အတွက်ပူရွှေ့မိုးပြီးလျေလူမြင်တိုင်းကြောက်တလို့ရွံ့တလို့ဖြစ်၍နေကြလေတယ်။မာလီကလားတယောက်မှာကထိုဘက်ကျွမ်းကျင်သူဖြစ်ရာချက်သားဟင်တွင် စေးကြောက်ပါကြောင်းစောစောကတည်တော်လဲအခြားအဖော်များနောက်တွန်သွားမိကိုဆို၍ဖွင့်မပြောဘဲ မင်း၍တောက်စားနေခဲ့တယ်။၉ ናይ ဤသားသားလောက်တွင်ကမာလီကလားများမှညဘက်တွင်မိမိတို့အလုပ်ဝတရားများမရှိသဖြင့်တန်လျာတွင်ဆေးအိုးရှူရင်းနှစ်နှစ်ချာချာအိပ်ဖြော်၍သွားကြလေတယ်။ဒရဝံကလားမှမူကားထိုင်းရီကြိုက်၍တောက်မိတော်လဲမိမိဝတရားရှိသဖြင့်တိုက်ရှိစင်ဝင်ပေးရှိကျိုးကရင်ပေါ်တွင် ထိုင်ကဆေးအိုးကိုတကွက်ကွက်နှင့်ရှူနေတယ်။မာလီကလားများစီတို့လဲ ရေမောစရာများလှမ်းပြောနေသေးတယ်။သူ့ရှာတွင် ဝန်တဲ့အစာအိမ်မှပြန့်နှံ့လာသောထန်းရည်နှင့်ဆေးကြောရဲ့တတ္တိက၎င်းအားအတင်းထိုင်းမှိုင်းစရာတခါတခါနိုင်ကြသွားလေတယ်။သူ့ရှာတွင်တောင်းဝန်ရှိသဖြင့်မိမိရဲ့ဥကောင်းကို၃လေးကအတင်းထူကြည့်တယ်။နောက်ဆုံး၌ကအတွင်ကဆေးတကူကကလားရဲ့အကျောအချင်းအားလုံးကိုချုပ်ကင်လိုက်သဖြင့်ကလားမှာကျိုးကတင်ပေါ်တွင် ခွေချအိပ်ပျော်သွားလေတော့တယ်။ကုတ်ကိုင်းလမ်းဘေး၌ကည9:00နာရီ10:00နာရီအချိန်ကြလျင်အထူးစိတ်ငြိမ်၍နေတယ်။ရေဒီယိုရှိသောအိမ်ကရေဒီယိုဖွင့်တမ်းဓာတ်ဆက်ရှိသောအိမ်ကဓာတ်ဆက်ဖွင့်တမ်းများကိုသာကြားရလေတယ်။အချို့အိမ်များရှိဒရုန်ကလားများကနာရီထိုးတိုင်းတန်ချောင်းခောက်လေရှိကြရာ10:00နာရီထိုးချိန်၌တန်ချောင်းခောက်ကြလေတယ်။ဥပါကုန်အိမ်မှာလဲအိမ်အောက်ထပ်မှလူတယောက်တက်လာတာ တန်ချောင်းခောက်လေတယ်။အိပ်ပျော်နေသောဒရဝံရဲ့ဘေးကဝရင်တုပ်ကိုဆွဲယူခဲ့ပြီးလျှင်အိမ်အောက်ထပ်သို့ပြန်၍ဝင်သွားလေတယ်။ဆန်းနနာကြီးထိုးရန်၅မိနစ်လိုသောအချိန်၌ဂါဒစီကရန်ကုန်မြို့ထဲမှ ကုတ်ကိုင်းလမ်းသို့ကမ္မမံမောင်းနှင်လျက်ရှိလေတယ်။ထိုကားကဥပါကွန်ရဲ့ခြံနှင့်တခေါ်လောက်အကွာလွန်၍မောင်းနှင်သွားပြီးလျှင်လမ်းဘေးသို့ကလျက်ချုံတစ်ခုတွင်ဝှက်ထားပြီးလျှင် ကားပေါ်မှလူ၄ယောက်ဆင်းလာကြလေတယ်။နှစ်ယောက်တွင် တရှိကိုစီပါ၍အခြားနှစ်ယောက်တွင်၆လုံးပြူတလက်စီပါကြတယ်။၄ယောက်စလုံးပိုးပေါင်းမီပွားအရှိဗလီဇာအင်ဂျီများဝတ်ဆင်ထားရာဥပကွန်ဝန်ချံရှိရာသို့အရေးအကဲကြည့်ရင်းရောက်လာကြလေတယ်။ဝန်တွေရောက်ကြလျက်လက်ကင်ဘဝအနက်များကိုတစ်ခေါင်းနှင့်ပါဇက်လုံအောင်ဖုံး၍စီးကြလျက်မျက်လုံးပေါ်ယုံမြရုပ်ဖြတ်ထားကြလေတယ်။ လူသုံးယောက်ကအယံမြင့်မြင့်ဘိုလ်လုတ်သူရဲ့ဩဇာကိုနာခံလျက်အယက်အခြေအနေကို ကြည့်ရှုနေလေတယ်။ဘိုလ်လုတ်သူက တွီကနဲ့လေချွန်လိုက်ရာထိုတိုက်အောက်ထမတွီကနဲ့ခတ်တိုးတိုးပြန်၍လေချွန်သည်ဖြင့်စိတ်ချလက်ချတိုး၍သွားကြလေတယ်။စင်ဝင်အောက်သို့ရောက်လျက်တိုက်အောက်ထမတကားဖွင့်၍လူတယောက်ထွက်လာလေတယ်။ဟန်ကြရဲ့လားတယ်လီဖုန်းကြိုးဖြတ်ထားရဲ့လား။ဟုတ်ကဲ့ဖြတ်ထားပါတယ်။ တထေးကြီးကို စီမီရင်ကိစ္စချုံးမှာပဲတီတို့ပြောကြပြီးနောက်ထိုတကားဖွင့်ပေးသူအားရေမောကကျိုးနှစ်တုပ်၍ပါဇက်အဖို့ဆုခဲ့ပြီးနောက်ထိုတိုက်အပေါ်ထားသူလူစိုး၃ယောက်တက်ကြလေတယ်တယောက်ကကအောက်တွင်အဆောင်ထားခဲ့လေတယ်အပေါ်ထားသူတက်သွားကြသူများက၅မိနစ်ခန့်အတွင်းမှာပဲအိမ်မုံစုံမွားနှင့်ဖြစ်နေကြသော ဥပကွန်တို့အိမ်သားတစုကို အုပ်စည်းမိပြီးဖြစ်လေတယ် တတိကတော်ကြီးကပစ္စည်းယူခြင်းတော့ယူပါ အသက်ချမ်းသာပေးပါအမောင်ရဲ့ဟူတောင်းမှန်ရှာရာတားနှစ်ယောက်မှာကလက်ဦးနေတဲ့ဖြင့်အန်တကြိတ်ကြိတ်နှင့်ဖြစ်၍နေလေတယ်လူစုများကအိမ်သား၅ယောက်ကို အလဲရဲဝိုင်းစုနေလျက်ဘေးကတနပ်ဖြင့်ချိန်ပယ်ထားတယ်ခေါင်းဆောင်တို့သူကဂိုင်းအော်မဲစိတ်မကူးနဲ့မအော်ရင်ဘာမှမလုပ်ဘူးကျွန်တော်စောရတဲ့ပြင်းကြားဘူးတယ်မဟုတ်လား ဒီနေ့လက်ထပ်ပွဲကလက်ဝတ်လက်စားတွေဗန်ပြန်မသွင်းခင်လာတောင်းတာပဲခုပြောလိုက်ရာဥပကောက်မှာစောရတပြင်းဟုကြားသည့်နှစ်တပြိုင်နက်ပါဇက်ပြင်ကမောင်တို့လူတော်အသာတကြီးပြေးပါမယ်စောရတပြင်းဆိုလို့ဒစိပြောပြရစီကျုပ်ဟာအမျိုးသားကြောင့်စာကြည့်ပြီးတဲ့ကတည်းကဆေးရုံစတဲ့အဆောက်အုံတွေဟောတော့တိတ်နဲ့ချီပြီးကူညီခဲ့တဲ့လူပါအစိုးရအလိုတော်ရှိလေမဟုတ်ပါစင်းရဲသားတွေကိုလည်း အများကြီးကူညီခဲ့ပါတယ်။စောရသပြင်းဆိုတာဗတိယကြီးပွားတဲ့လူတွေစီကခိုးယူပြီးစင်းရဲသားတွေပဲငါလို့စင်းရဲသားတွေရဲ့ကျေးဇူးရှင်လို့ပြောကြပါတယ်။အခုမှကိုကြုတ်တွေ့ရတော့တမျိုးဖြစ်နေပါပကော။ဟိုဒါလေစင်းရဲသားတွေကိုကူညီဖို့ပါဗျာ။လေမရှင်နဲ့ကဲစင်းရဲသားတွေကိုကူညီဖို့ဆိုရင်ဘယ်နေရာဘာလုပ်မယ်ဆိုတာပြောပါကျုပ်လုပ်ပါမယ်အခုလေလုံးဝလက်စားတွေရရင် ငွေတထောင်ကျော်ဖို့ပဲရမယ်။မောင်တို့ထူခွေးရောင်းချရမှာလဲအလုရှုပ်ဒုက္ခများမယ်။မောင်ကုသူပြုကျင်တဲ့ကိစ္စပြောခဲ့ပါ။ကျုပ်ငွေတထောင်ဖို့လုပ်ပေးပါမယ်။ခင်ဗျားကိုယုံရပါမလား။အခုရှိတယ်ဟာသာပေး။ကျုပ်ငွေတထောင်မစုံနဲ့တတန်းဖြစ်ပါစေ။ဂရုမဖြတ်ပါဘူးမောင်ရဲ့။လေးရှိတယ်ဗျာ။ကဲခင်ဗျားမိကန်တတတော်နဲ့လိုက်ခဲ့။လာအောက်ထပ်သွားမယ်ဟိ။ကျန်တဲ့လူတွေကြည့်ထား။ အော်ရင်တခါလေးပြစ်သက်ကောင်းဆောင်တဲ့သူကတင်းမာစွာပြောဆိုလျက်ဥပါကုံအားခေါ်ဆောင်သွားလေတယ်။ဥပါကုံမှာက လုံးဝတုံလှုပ်ခြင်းမရှိမိခင်တတာကိုဖွင့်ပေးရင်ကျုပ်ဝမ်းမနေပါဘူး။ဒင်းတို့လက်ဝတ်လက်စားတွေအတွက်သင်ခန်းစာတစ်ခုရလို့မောင်တို့ကိုကျေးဇူးတော်တင်ပါသေးတယ်။တခုကဘာမှပြောမနေပဲစိန်ရွှေထည့်ထားသောတတာငယ်ကလေးမှစိန်ရွှေများကိုအဝတ်တစ်ခုနဲ့ထုတ်ယူတာ အပေါ်ထပ်သို့ပြန်၍တက်ခဲ့ကြလေတယ်။ကောင်းဆောင်လို့သူကနောက်လိုက်တယောက်အားအိမ်ခန်းထဲကဆောင်များကိုထုတ်ယူခဲ့စေတယ်။အိမ်သား၅ယောက်အားဆောင်နှင့်ဖုံးထားခဲ့ပြီးလျင်ဖြည်းဖြည်းတက်တာဆင်းရွေသွားကြလေတယ်။၄ယောက်သားစုမိလျင်အထုပ်ကိုပိုက်လျက်မိမိတို့ကားဖွက်ထားရာသို့ထွက်ခဲ့ကြလေတယ်။ကားစီတို့ရောက်သည့်နေ့တစ်ပြိုင်နက်ကားပေါ်သို့ခုန်တက်ကြကဆန်နှိုး၍လမ်းဘက်သို့ထွက်ကြလေတယ်။လမ်းပေါ်သို့ရောက်၍ မြောက်ဖက်သို့ကားအပြေးကားနောက်ဘိန်းတစ်ဖက်မှာ လေလုံးဝမရှိသဖြင့်တစ်ဖက်နင်းလျက်တရွတ်ဆွဲနေသဖြင့်ကားကိုရက်ကြည့်ကာလေရောက်စလုံးကားပေါ်မှဆင်း၍ကြေးကြလေတယ်။ကားဘိန်းကမြည်တို့ပေါက်သည်ဟုစဉ်းစားချိန်မရထိုဘိန်းကိုဖြုတ်လျက်အခြားဘိန်းတစ်ခုလင်းမြန်စွာတက်ဖို့လိုသဖြင့်လေရောက်သားမှာဟိုဟိုဒီဒီပြားပြားတလဲကြီးရှူ၍နေကြပြီးနောက်ခွေးတို့နှင့်ဘိန်းကိုမသူကမဘိန်းအဖို့ကိုဖြုတ်သူကဖြုတ်နေ အထူးအလုရှုပ်၍နေကြလေတယ်။ခွေးတို့မယားတွင်နှစ်ယောက်ဘိန်းဖြုတ်ချရာတွင်နှစ်ယောက်ဖြစ်၍လေးယောက်စလုံးလက်မအားကြတော့ချေ။ထိုအခိုက်လက်မြောက်လိုက်ဟူသောအတန်ကို ကြားရသဖြင့်လေးဦးစလုံးအန်အားတင်ကမတ်တက်ရက်နေကြစဉ်လူနှစ်ယောက်က၆လုံးမျိုးတလက်စီနှင့်အသင့်ချင်ရွယ်ပြီးဖြစ်သဖြင့်ခုခံရန်အချိန်မရဘဲလက်မြောက်လိုက်ကြရလေတယ်။ မလူတို့ကတဲပြီးအကြံပိုင်လှပြီးအောင်းမေ့နေကြတာကိုဟေ့သူတို့လက်ထဲကခြောက်လုံးမြူတွေယူလိုက်ဦးအောင်မြင်ကနောက်ပါတပည့်စုံတော်အားအမိန်ပေးသဖြင့်ခြောက်လုံးမြူနှင့်ချိန်မြဲချိန်ထားလေတယ်စုံတော်ငယ်ကကောင်းလူကြီးအားလက်ထိတ်ခိုက်ရန်ဟန်ပြင်လိုက်စဉ်ဦးအောင်မြင်နှင့်ကွယ်နေသဖြင့်ထိုစုံတော်ရဲ့အခါကို လင်းမြန်စွာပွေ့၍ဦးအောင်မြင်လည်းမိမိလူကိုမှန်ပြီးစိုး၍တိမ့်လိုက်ရာဝယုံသုံးကားဖြစ်ပြီးလျှင် လုံထွေးတပ်ပုံနေကြရမှခဏအတွင်းမှာပဲဦးအောင်မြင်တို့မှလူစိုးများလက်တွင်ကြတာသူတို့လက်ထိတ်နဲ့သူတို့အခက်ခံရလေတယ်။တပင်းကိုဓာမျိုးပဲရမလဲကိုအောင်မြင်။ဦးအောင်မြင်ကတစုံတရာကိုလေးနက်စွာစဉ်းစားနေဟန်တူတယ်။လူစိုးရဲ့မျက်နှာကိုလည်းအထူးအကဲခတ်ကြည့်နေတယ်။လူစိုးများကတနက်လေးလိုက်ရပြီဖြစ်ရာကားကိုစိတ်ချလက်ချဘိန်းတင်နေကြလေတယ်။ နိုင်ဝဲအတွင်းဘိန်းတင်ပြီးပြီ။ကိုင်းလှုပ်ဟိဟူဆိုသည်နှစ်တပြိုင်နက်လက်မြောက်လိုက်ဟူသောအတန်ကိုကြားရသည်နှစ်တပြိုင်နက်လူစုဘူကခါရဲကခြောက်လုံးမျိုးကိုဆွဲထုတ်ရာဒိုင်းခနဲ့အတန်ကြားရပြီးထိုဆွဲထုတ်သောညာလက်ခောက်ကိုကြည်စံထိမှန်သဖြင့်ဘေးလက်ဖြင့်နှိတ်ခါခါကွေကြသွားလေတယ်။ကြံလူများလည်းလက်မြောက်လိုက်ကြရလေတယ်။လက်ထိတ်ခတ်ခံရသောဦးအောင်မြင့်တို့ရဲ့မျက်နှာကား ပြုံးရွှင်၍လာကြလေတယ်။အတန်ကြာရစီမှဘောင်မီယိုနှင့်လူနှစ်ဦး၆လုံးပြူတလက်စီနှင့်ထွက်လာကြပြီလျင်တနတ်မှန်သူရဲ့စပင်ကိုဆွဲဆောင်ရင်းမင်းကငါ့နာမည်ကိုလည်းအလွဲအသုံးစလုပ်သေးတယ်။သူတို့ကောင်းလည်းပြစ်မှားသေးတယ်။ကိုင်းတပည့်ကိုအောင်မင်းတို့ကိုလက်ထိပ်ဖြုတ်ပေးပြီးသူတို့ကိုခတ်ကိုအောင်မင်းဆိုတဲ့လူကလည်းတတိထဖမ်းပါလို့တေချာပေါက်လှုပ်ပြရင်လည်းဒီလိုဖြစ်ရတယ်။ကျုပ်သာစောင့်မကြည့်ရင်အခက်ပဲ။ ဆောရတပြင်းအစ်စ်ကတပြင်းရောင်ဆောင်သော လူစုများအားစုံတော့ကျော်ဦးအောင်မြင်လက်သို့ပြန်အပ်ခါထွက်ခွာသွားကြလေတယ်။နောက်တနေ့နဲ့တရင်စာများ၌တထေးဥပါကွန်ရဲ့အိမ်တွင်အမှုကျန်းစီခြင်းစုံတော့ကျော်ဦးအောင်မြင်ရဲ့လုံလာဝရိယဖြင့်ဖမ်းမိခြင်းဟု ကောင်းစဉ်တက်လျက်လူစုများအိမ်အောက်ဆောင်ကိုအတန်ဖြတ်ခေါ်၍လူမှားဖွင့်ပေးမိသဖြင့်ကျိုးနှင့်အတုခံရပုံတထေးကြီးမိသားစုကို၆လုံးပြူပြ၍ စိန်ရွှေတပေါင်းကျော်ဘိုးကိုယူသွားပုံဦးအောင်မြင်နဲ့စုံနောက်ကျော်တပည့်တယောက်ကလူစုများကားဝတ်ထားရာတွင်ဘိန်းကိုဖောက်၍စောင့်ဖမ်းကြပုံများပါလာလေတယ်။ဦးအောင်မြင်က ထိုသတင်းစာပါသောနေ့နေ့လယ်ပိုင်းတွင်ဦးပါကွန်ထံမှကျေးဇူးတင်ကြောင်းနှင့်တကွတထောင်နှံချက်လက်မှတ်တစ်ခုကိုရရှိရာစောရာတပင်းကည7နာရီခွဲတွင်ကောက်ကိုင်းလန်းသို့လာဆောင်ကနာမည်ကြီးမြီး စာတော့အကျိုးအကြောင်းရေးထားတဲ့စာကိုတတိယပြေတခိုးပေမဲ့ဒီလိုနေရာတော့တော်သားပဲဟုစဉ်းစား၍နေဟန်ရှိလေတော့တယ်။သူရိယမဂဇင်းနိုဝင်ဘာလ1939ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။